ဘာကြီးရဲ့စွန့်ရဲ့အနာဂတ်ကိုပြောင်းလဲစေမယ့်ဂျာမနီရဲ့လှုပ်ဝက်စက်ကြီးဂျာမနီရဲ့ဒီစက်ကြီးနဲ့ဆိုရင်ကမ္ဘာတစ်ခုလုံးကိုစွန့်အားပေးနိုင်တော့မှာပါသိပ္ပံပညာရှင်တွေဟာကမ္ဘာအနှံ့ပြားမှာတန်ရှင်းတဲ့အကန့်အသတ်ပဲစွန့်ရင်ကိုရရှိဖို့အမြဲတမ်းကြိုးပမ်းနေကြပါတယ်ဒါပေမဲ့ဂျာမနီမှာတော့စွန့်ရင်ကမ္ဘာကြီးကိုတိတ်တဆိတ်လှုပ်ခတ်စေခဲ့တဲ့ထူးဆန်းတဲ့စက်ကြီးတစ်လုံးကိုချိန်ပြီးတီးထွင်နေခဲ့တာပါဒီစက်ကြီးကသိပ္ပံစိတ်ကူးရင်ရုပ်ရှင်တွေတဲကလို့ ထူးဆန်းနေပေမဲ့တကယ်ကိုအမှန်တကယ်ဖြစ်ပြီးတက်စစ်တအားရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။မယုံနိုင်စရာကောင်းတာကတော့ဒီနည်းပညာတော်လန်းရာဂျာမနီနိုင်ငံကကံယူရဲမျိုးလေးဖြစ်တဲ့ Grey Home မှာစတင်ခဲ့တာပါ။ငိန်သက် agent နဲ့ Botic ပင်လယ်ပြင်နဲ့ရှီဟောင်းအဆောက်အုံတွေကြားမှာ plasma yupavira ဆိုင်ရာ map လက်တီရှိနေခဲ့တာပါ။ ဒီနေရာ Windows 7.8လို့ခေါ်တဲ့ထူးခြားတဲ့စက်ပစ္စည်းတစ်ခုရဲ့ဌာနချုပ်ဆိုရင်လည်းမမားပါဘူး။ Grey Hall မြို့ကိုရောက်လာတဲ့ဧည့်သည်တွေဟာထူးဆန်းတဲ့အဆောင်အုပ်တစ်ခုကိုတွေ့ရမှာပါ။အတွင်းမှာတော့လေပတ်နေတဲ့တန်လိုက်စက်ကွင်းတွေနဲ့အပူလွန်ကဲနေတဲ့ Plasma တွေရဲ့ကဘာတစ်ခုတည်ရှိနေတာပါပဲ။ဒီ project တစ်ခုလုံးကိုတိဆောက်ဖို့20နီးပါးအချိန်ယူခဲ့ရပါတယ်။ ဒေသခံအများစုကတော့တစ်ချိန်ချိန်မှာကဘာတိုက်ကြီးတစ်ခုလုံးကိုစွန့်ရင်ပေးနိုင်မဲ့ဆက်ကြီးတစ်ခုရှိနေတယ်ဆိုတာမသိခဲ့ကြပါဘူးဒီအဆောင်ဝင်ရတကားတွေကိုတုံးဖယ်လိုက်တာနဲ့တံမဏိဝင်ကပါလို့ဖွဲ့စည်းထားတဲ့ဓာတ်ပေါင်းဖို့ကိုတွေ့ရမှာပါဒီဓာတ်ပေါင်းဖို့ဟာဖြူရှင်းနဲ့ပတ်သက်ပြီးလူအများစုတည်ထားကြတဲ့တည့်ရက်တဲ့ဒုံနဲ့ပုံစံနဲ့မဟုတ်ပဲလိန်ထားတဲ့မုတ်ချိုးလင်ပုံစံမျိုးဖြစ်ပါတယ် ဒါကတော့ Stellar Radar လို့ခေါ်တဲ့ဒီဇိုင်းဖြစ်ပြီးတချိန်ကတော့လက်တွေ့အသုံးပြုဖို့ရှုပ်ထွေးလွန်းတယ်လို့ယူဆခဲ့ကြတာပါ။ရိုးရိုးရှင်းရှင်းပြောရရင်တော့ Fusion တပ်ပေါင်းဖို့တွေမှာအဓိကဒီဇိုင်းနှမျိုးရှိနေတာပါ။ပထမတစ်ခုကတော့ Tokamak လို့ခေါ်ပါတယ်။ဒါကတော့ပုံမှန်တပ်ပေါင်းဖို့ဖြစ်ပြီး Plasma ကိုထိန်းချုပ်ဖို့အတွက်ညင်ညွတ်တဲ့တန်လိုက်ဆက်ကွင်းတွေနဲ့လျှက်စီးချောင်းကိုအားကိုးရပါတယ်။ဒုတိယတစ်ခုကတော့ Stellar Radar ပါ။ဒီ Stellar Radar ကတော့ပို့ပြီးထူးကြပါတယ်။သူကလျှက်စီးချောင်းကိုအားမပြုဘဲအထူးပြုလုပ်ထားတဲ့တန်လိုက်တွေကိုသုံးပြီး ရှုပ်ထွေးတဲ့တန်လိုက်ဆက်ကွင်းတွေကိုဖန်တီးတာပါ။ဒီတန်လိုက်ဆက်ကွင်းတွေကိုအသေးစိတ်တိတိကျကျပုံသွင်းပြီးတိဆောက်ထားရပါတယ်။တချို့ဝေဖန်သူတွေကတော့ဒီလိုတန်မလီတွေကိုအများကြီးပုံသွင်းမှုမဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဂျာမနီကတော့စိန်ခေါ်မှုကိုလက်ခံပြီးဆက်လုပ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့မှတ်အောင်လုပ်နိုင်ရင်အချိုးအမြတ်တွေအများကြီးရလိမ့်မယ်လို့ယုံကြည်ခဲ့ကြလို့ပါပဲ။စောက်လုပ်ရေးလုပ်ငန်းတွေကို2000ပြည့်နှစ်အစောပိုင်းမှာတိတ်တဆိတ်စတင်ခဲ့တာပါ။ စိန်ခေါ်မှုတွေအထူးပစ္စည်းတွေထူးခြားတဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေနဲ့အဆုံးမဲ့စမ်းသပ်မှုတွေရှိပါတယ်။အင်ဂျင်နီယာတွေကအရာအားလုံးကိုပျက်စီးစေနိုင်တဲ့အမှားယွင်းတွေကအစဖြစ်မလာအောင်ဂယူဆိုင်ခဲ့ကြတာပါ။ကွိုင်းတစ်ခုဟာ1မီလီမီတာရဲ့အစိတ်အပိုင်းလေးသေးလေးတော့ကွာဟသွားတာနဲ့တန်လိုက်ဆက်ကွင်းတွေလွဲသွားမှဖြစ်ပြီး project တစ်ခုလုံးပြည့်စည်သွားနိုင်ပါတယ် ဒီလောက်ဂယူဆိုင်ရမယ့် engineer တွေရဲ့စ조사မှုကြောင့်တိုးတက်မှုကတော့ရက်တက်မသွားခဲ့ပါဘူး။အဖွဲ့သားတွေဟာနေရောညပါအလုပ်လုပ်ခဲ့ကြပြီးခေးစောရာတိုင်းကိုနှစ်ကြိမ်စစ်ဆေးအကွေးအဆက်တိုင်းကိုတိုင်းတာအခြေအဆက်တိုင်းကိုတိကျအောင်လုပ်ခဲ့ကြပါတယ်။နှောင့်နှေးမှုတွေဖြစ်ပေါ်ခဲ့ပြီး budget တွေတိုးလာခဲ့တဲ့အခါဝေဖန်သူတွေဟာဒါတန်ရလားလို့မေးခွန်းထုတ်ခဲ့ကြတာပါ။ ဒါပေမဲ့သူ့တေတီတွေကတော့စိတ်တက်မကြခဲ့ပါဘူးဒီလိုနဲ့ဖြစ်ဖြစ်မှန်မှန်အကောင့်ထဲပေါ်ခဲ့ပြီးနောက်မှာတော့ Windows Style 7 8ကစတင်လဲပတ်နိုင်ခဲ့ပြီးဝေဖန်သူတွေကိုပြန်စိန်ခေါ်ခဲ့တာပါ2015ခုနှစ်ဒီဇင်ဘာလမှာတော့ plasma စတင်လေပတ်မဲ့နေ့ရရောက်လာခဲ့ပါတယ်။အဲဒီတုန်းကထူးဆန်းတဲ့စက်ကြီးကတကယ်ပဲလဲနိုင်မလားဆိုတာတောင်စိုးရိမ်ခဲ့ကြတာပါ။သိပ္ပံပညာရှင်တွေကလည်း monitor တွေတန်းစီထားတဲ့ထိန်းချုပ်ခန်းထဲမှာစုဝေးခဲ့ကြပါတယ်။ cloud တွေကိုနှိပ်အချက်ပြမှုတွေကိုစစ်ဆေးပြီး plasma စတင်လေပတ်ခဲ့ပါတယ်။ ဖန်သားပြင်တွေကမှိန်ဖြော့ဖြော့အလင်းရောင်တစ်ခုလင်းလာတဲ့အချိန်မှာတော့ခမ်းမတစ်ခုလုံးဝမ်းသာအားရအော်ဟစ်တန်တွေနဲ့ဖုံးလွှမ်းသွားခဲ့တာပါဒီခဏလေးအတွင်းမှာပဲ Windows 7 8ဟာသူ့ကိုယ်သူတက်တည်ပြခဲ့ပါတယ် ဒီစမ်းသပ်မှုဟာပုံမကြီးကျယ်တဲ့ပန်းတိုင်းစီကိုဥတီတဲ့ခြေလန်းတွေသာဖြစ်ပေမဲ့အဖွဲသားတွေအတွက်တော့နှစ်ပေါင်းများစွာဂယူတဆိုင်ဒီဇိုင်းဆွဲခဲ့တာတွေအချင်းကြီးမဖြစ်ခဲ့ဘူးဆိုတာအတည်ပြုပေးခဲ့တာပါပဲလဲပတ်နေတဲ့တောက်ပတဲ့ဒန်းငွေတွေကနေသစ်တဖန်ရောက်ခဲ့ပြီဆိုတော့အချက်ပြမှုလည်းဖြစ်ပါတယ်တရင်ဌာနတွေကဒီအောင်မြင်မှုကိုအတိုချုပ်ဖော်ပြခဲ့ပေမဲ့အများစုရဲ့အမြင်မှာတော့မဖန်ဆားနိုင်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့လက်တွေမှာအသုံးဝင်ဖို့ဝေးကွာလွန်းနေလို့လည်းဖြစ်ပါတယ်။နောက်တစ်ခုက Stellar Radar Fusion ရဲ့အကြောင်းကိုလူတွေသိမရင်းနှီးသေးလို့ပါပဲ။ ဒီလိုရှုပ်ထွေးတာတွေကိုဘယ်လိုလုပ်ရတာပါလဲအကြောင်းကတော့ဖြူရှင်းကရုပ်ကျွင်းလောင်စာတွေမပေးနိုင်တာတွေကိုပေးစွမ်းနိုင်လို့ပါပဲနေကိုမြင်အောင်ကြည့်လိုက်ပါပြင်းထန်တဲ့ဖီယာအောက်မှာဟိုက်ဒရိုဂျင်အက်တမ်တွေကိုပေါင်းစည်းပြီးစွမ်းအင်ရရှိနေတာပါကမ္ဘာမြေပြင်မှာဓာတ်ကိုပြန်ဖန်တီးတာကတော့ဟိုက်ဒရိုဂျင်နဲ့အိုက်ဆိုတုပ်တွေကိုအသုံးပြုပြီးအကက်သက်မဲ့စွမ်းအင်ကိုထုတ်ယူထားတာပါပဲပေါင်းစပ်လိုက်တဲ့အခါသူတို့ဟာကြီးမားတဲ့စွမ်းအင်အပြင်အန်ဒီယံမရှိတဲ့ဖီလီယံကိုပါထုတ်လွတ်ပါတယ် ဒီလိုလုပ်ငန်းစဉ်ကကာဗွန်နိုင်အောက်ဆိုက်လုံးဝမထုတ်လွှတ်တဲ့အတွက်ပျက်စီးယူရင်မှုအန္တရာယ်လည်းမရှိပါဘူး။အရင်တော့ကတော့လူတွေဟာဖြူရှင်စွမ်းရင်ဆိုတာရုပ်ရှင်တွေကလိုမျိုးတကယ်လက်တွေ့မှာဖြစ်လာဖို့ဆိုတာအနှစ်30လောက်အချိန်ယူရအောင်မယ်လို့ထင်ပြီးပေချခဲ့ကြတာပါ။ဒါပေမဲ့အခုလုံနေတဲ့စမ်းသပ်မှုအစ်စ်တွေကြောင့်ဖြူရှင်စွမ်းရင်ဆိုတာတကယ်ဖြစ်လာနိုင်ခြင်းပိုနီးစပ်နေပြီလို့ဆိုရမှာပါပဲ။ ဒီနည်းပညာသာအောင်မြင်သွားရင်တော့ကဘာကြီးရဲ့စွမ်းရင်ခံတာလည်းပြောင်းလဲသွားမှာဖြစ်ပါတယ်။ Made in Germany ဆိုတဲ့စာရန်လေးကကဘာပေါ်မှာနာမည်ကြီးပါတယ်။အသေးစိတ်ကြမှုတိကျမှုစနစ်ကြမှုကြာရှည်ခံမှုတွေကြောင့်ပါဒီကုန်တဲ့အတိုင်းပါပဲ Windenstein 7A ရဲ့တိစောက်မှုတွေကလည်းဂျာမနီရဲ့ရည်အသွေးအတိုင်းတိတိကျကျဖြစ်ပါတယ်။ပြောရရင်ဒီဆက်ကြီးကဂျာမနီရဲ့ဂုဏ်သတင်းကိုပိုလင်းအောင်လှုပ်ပေးနိုင်တဲ့မီးရှူးတိုင်လိုပါပဲ။တပေါင်းဖို့ရဲ့တန်လိုက်တွေက microscope နဲ့ကြည့်လိုက်ရင်တော့တိတိကျကျရှိနေရပါတယ်။ ဲ့လိုဖြစ်ဖို့စက်ရဲ့အစိပ်ပိုင်းတွေကိုမတက်ခင်စွမ်းအားမြင့်သုံးဘက်မြင်လေဆာစကန်ပြုလုပ်ရတာပါဘိုးတွေ net တွေ bracket တွေလေယာဉ်နဲ့ ore တက်တော့လေမီလီမီတာမလွဲရအောင်အသေးစိတ်ချိန်ညှိမှုတွေလုပ်ခဲ့ရတာဖြစ်ပါတယ်နောက်ပြီး cryogenic snip ဆိုတဲ့အစင်းမြင့်အပူထိန်စနစ်တွေလည်းထည့်သွင်းထားပါတယ် ဒီစနစ်ရဲ့အစိတ်အပိုင်းတိုင်းကခင်မိတဲ့ဖြည့်ရှင်ဤတွေလိုအပ်ခဲ့တာပါနောက်ဆုံးမှာတော့ဒီ project ဟာအစင်းမြင့် engineer ပညာရဲ့ပြည့်ရုပ်တစ်ခုဖြစ်လာခဲ့ပါတယ်2022ခုနှစ်စမ်းသပ်မှုမှာတော့ Windenstein 78ဟာ plasma လေပတ်မှုကို10မိနစ်ကြာတဲ့အထိထိန်းထားနိုင်ခဲ့တာပါအဲ့ဒါကစောင်းကြီးလေလာသူတွေကိုအံ့ဩသွားစေခဲ့ပါတယ် fusion သုတေသနမှာစက္ကန့်အနည်းငယ်ပဲတည်ငြိမ်နေရင်တောင်အံ့ဩစရာကောင်းနေပါပြီ10မိနစ်ဆိုတဲ့အချိန်ကအပြင်လောကမှာဘာမှမဟုတ်ဘူးထင်ရပေမဲ့ fusion လောကမှာတော့မှတ်တမ်းကြီးတစ်ခုပါပဲ ဒီအောင်မြင်မှုကစတယ်လာရေတာသဘောတရားဟာ theory သက်သက်မဟုတ်ဘူးဆိုတာကိုပြသခဲ့တာပါပဲအကန့်အသတ်မရှိတဲ့စွမ်းရည်နဲ့ထိန်းချုပ်မှုနဲ့စွမ်းရည်ကိုလည်းပြသခဲ့တာပါ Tiger Map Fusion ကမတီချိန်မှုတွေနဲ့ရက်ဆိုင်နေချိန်မှာ Wade Style 78ကတော့တောက်ပတဲ့အနာဂတ်ကိုပြသနေခဲ့ပါတယ်ယူဘဗေဒပညာရှင်တွေဟာအပူချိန်တိတ်သီးစနဲ့တန်လိုက်ဆက်ကွင်းအချက်အလက်တွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေခဲ့ကြပြီးသူတို့အိမ်မက်ထဲမှာသာ ရှိခဲ့ဘူးတဲ့တည်ငြိမ်တဲ့စွမ်းရင်ကိုမျက်မြင်ကိုယ်တွေ့မြင်ခဲ့ချရတာပါသူတို့ရဲ့လက်ဆင့်ကန်ဖြတ်ဝင်မှုကြောင့်ဒီအကြောင်းကိုကဘာကလည်းသိလာခဲ့ရပါတယ်ရှင်းမင်းဆိုတာဇက်တိုက်လက်ပတ်ဖို့လိုအပ်တဲ့ဓာအားပေးကိစ္စမှာတူတောင်းတယ်လို့ထင်ရပါတယ်ဒါပေမဲ့ fusion လောကမှာတော့ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲဒါက plasma ကိုထိ ंछ ုပ်တာဟာစက္ကန့်ပိုင်းဂိမ်းသက်သက်မဟုတ်တော့ဘူးဆိုတာကိုပြသနေပါတယ်ဒါဟာစွမ်းရင်ပမာဏနဲ့လက်ပတ်ချိန်တွေကို တိုးမြင့်မှုအခြေခံအုတ်မြစ်ကိုချပေးလိုက်တာဖြစ်ပါတယ် အဲ့ဒီနည်းတူအနာဂတ်ရဲ့လျှက်စစ်ကဏ္ဍအတွက်တော်လန်ရေးသမိုင်းလဲဖြစ်လာခဲ့ပါတယ်ဒီအောင်မြင်မှုကကံကောင်းတာတသက်တော်မဟုတ်ပါဘူးဒါဟာပင်ပင်ပန်းပန်းဒီဇိုင်းထုတ်ခဲ့ရတဲ့ရလက်ပါပဲစက္ကန့်တိုင်းစက္ကန့်တိုင်းဟာအကန့်အသတ်မဲ့တန်ရှင်းစွမ်းရင်ရရှိဖို့အတွက်ရှေ့ကိုတလန်းတိုးခြင်းဖြစ်ပါတယ် နိုင်ငံတကာဖြူရှင်းအဖွဲ့တွေကတော့ဒီဆက်ကိုချက်ချင်းဖြစ်လာမဲ့ဂိမ်းချိန်ကြအနေနဲ့မတက်မကြသေးပါဘူး။ဒါပေမဲ့ဒီဆက်ရဲ့ဆွမ်းဆောင်ကြီးကတော့တန်တရားဝင်ခဲ့သူတွေဝေဖန်သူတွေကိုအတန်တိတ်သွားစေခဲ့ပါတယ်။ဒီအချိန်မှာပဲအမေရိကန်တရုတ်ဂျပန်နဲ့တခြားနိုင်ငံတွေကစွန့်အင်ကျွမ်းကျင်သူတွေက Great Wall ကိုရောက်လာပြီးစက်ကြီးကိုလေးလာခဲ့ကြတာပါစွန့်အင်ညီလာခံတွေမှာလဲစတီလာရေတာရဲ့ချင်းကပ်မှုအပေါ်စိတ်ဝင်စားမှုအပြည့်ဖြစ်လာပါတယ် နောက်ပြီးတိုကာမက်အခြေပြု fusion project တွေကတော့ဒီဆက်ကြီးကစွမ်းရင်ကိုတတီငိငိနဲ့ဘလို့ထိန်းချုပ်နေတာလဲဆိုတာကိုလေ့လာခဲ့ကြတာပါရုတ်တရက်ပဲအရင်ကလစ်လူရှုခဲ့ရတဲ့ဒီ project ကအစိုးရ agency တွေနိုင်ငံတကာယင်းနှီးမြုံနှံသူတွေရဲ့မျက်စိကြတာကိုလည်းခံလာရပါတယ်ဂျာမနီကတော့မဖြစ်နိုင်ဘူးလို့ဝေဖန်နေတဲ့ project ကနေအကျိုးအမြတ်တွေလည်းရလာပါတယ်ကမ္ဘာတစ်ပတ်ကစွမ်းရင်အင်ဂျင်နီယာတွေကလည်း fusion တပ်ပေါင်းဖို့တွေဟာဒုနဲ့ပုံစံမဟုတ်ပဲ steel layer ခက်လက်လိန်ပုံနဲ့လဲအလုပ်ဖြစ်သားပဲဆိုပြီး ပြောင်းလဲလာခဲ့ပါတယ်။ဇယ်စုနစ်များစွာကြောင့်ကဘာကြီးကအင်တာလိုကြီးမားတဲ့ဒိုကာမက်ပူပေါင်းဆောင်ရွက်မှုအပေါ်ပဲမျှော်လင့်ချက်ထားခဲ့ကြတာပါ။ကြီးမားတဲ့ဘတ်ဂျက်တွေနိုင်ငံပေါင်းများစွာနဲ့နှစ်ပေါင်းများစွာလေးလာခဲ့တဲ့ဒီဇိုင်းတွေပါပဲ။ဒါပေမဲ့ Winter Style 7 8ရဲ့တိုးတက်မှုကတော့ပြင်းထန်တဲ့မတည်ငြိမ်မှုတွေမရှိဘဲပူမိုကြာရှည်တဲ့ plasma လေပတ်မှုကိုပြသခြင်းဖြင့်ပြန်လည်စမ်းသပ်မှုတစ်ခုကိုပြစ်ပေါ်စေခဲ့ပါတယ်။ဒါက Stellar Radar တွေကိုပြန်လည်အလေးနဲ့ထည့်သွင်းစဉ်းစားလာစီခဲ့တာပါ။ အစိုးရတွေကလည်းအခြားဖြူရှင်သုတေသနတွေအတွက်ရန်ပုံငွေတွေစတင်ထားပေးခဲ့ပါတယ်။တချိန်ကတိုကာမဲ့လုပ်ငန်းစဉ်တွေအတွက်ပဲစိတ်ဝင်စားခဲ့တဲ့ပုတ်ကလိကကုမ္ပဏီတွေကလည်းပုံမူသိငယ်ပြီးစီမံခန့်ခွဲရလွယ်ကူတဲ့ Stella ရေတာတွေတိစောက်နိုင်ခြေကိုစူးစမ်းခဲ့ကြတာပါ။စွမ်းရင်စကားဝိုင်းတွေကလည်းဘယ်အချိန်မှစွမ်းရင်အသက်တင်ထုတ်လုပ်နိုင်မလဲကနေဒီလမ်းကြောင်းတစ်ကို ဘလို့ပုံမကောင်းမအောင်လုံနိုင်မလဲဆိုတော့မေကွန်းတွေစီပြောင်းလဲသွားခဲ့ပါတယ်စတဲလာရေတာဖျူရှင်တွေကကိုယ့်ရဲ့ခြံဝင်းတွေကိုမရောက်လာဘူးလို့လည်းမပြောနိုင်ပါဘူးဤပညာသာကောင်းကောင်းအလုပ်လုပ်နိုင်ခဲ့ရင်မိသားစုသုံးစတဲလာရေတာလေးတွေလည်းကောင်းကောင်းရှိလာနိုင်ပါတယ်ဥပမာပြောရရင်ကွန်ပျူတာတွေစပေါ်လာတော့ကလူတွေနဲ့ကရေတွေနဲ့မရတဲ့အထိကြီးခဲ့တာပါခုတော့ကွန်ပျူတာတွေကဘယ်အထိနေရာဆက်နိုင်ပြီလဲဆိုတာအားလုံးအသိပဲဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်